မင်္ဂလာပါပရိသတ်ကြီးတို့ရေရွှေရွှန်းကောမေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်ယနေ့တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့သုံးသွယ်မေကွန်းဆိုတဲ့ရုပ်ပြကာတွန်းပုံပြင်လေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျတခါကတိုင်းပြည်အုပ်ချုပ်မင်းလုံနေသောဘုရင်ကြီးတပါးဟာဟိမဝန္တာတော်အတွင်နေထိုင်သော သူတော်စင်ယသိထံသို့နောက်လိုက်စစ်တီများနဲ့အတူ ထွန်းလာခဲ့ပါရဲ့ သူတို့နောက်သို့နေစည်းလူရဲတူနောက်ရောက်ခံလိုက်လာသည်ကိုမိသူမြမသိရှိကြပေ။မင်းကြီးနှင့်အဖွဲ့ဟာဟိမောနာတော်တွင်ရှိသူတော်စင်ရသိဤကျောင်းသင်ကအနည်းသို့ရောက်လင်။ကျွန်တော်သူတော်စင်ရသိနှင့်တွေ့ဆုံရပြီအောင်မယ်။မှန်လားပါဖေဟာ။နောက်ရောက်ခံလိုက်လာသောလူရဲမှာမင်းကြီးကိုလှုပ်ကြံရန်ဓားကင်လေးရဲ့ဆောင်းဆိုင်နေလေသည်။မင်းကြီးမှာသူတော်စင်ရသိအား ចောင်းတဲ့ငန်းတွေမတွေ့ရပဲဥယျံအတွင်းရှိသိမ့်မင်ကြီးအောင်နိုင်တရားထိုင်နေသူကိုတွေ့ရနေသည်အဲငါလည်းရသေးကြီးနဲ့အတူတရားထိုင်ဦးမှာပဲရသေးကြီးတရားဖြုတ်၍နားတော့မင်းကြီးဘယ်အတွက်ကြောင့်ရောက်ရှိလာပါတလဲကျွန်တော်သိလို့တော့မေကွန်းတောင်းခုအတွက်ရောက်ရှိလာရခြင်းဖြစ်ပါတယ်အလုံးဘာများပါလေကျွန်တော်သိလို့ဒီက နံပါတ်1လောကမှာအရေးကြီးဆုံးအချိန်နံပါတ်2လောကမှာအရေးကြီးဆုံးပုံကိုနံပါတ်3လောကမှာအရေးကြီးဆုံးဆောင်ရွက်ရန်ကိစ္စတွေကိုသိလိုပါတယ်။မင်းကြီးသိလိုသောအကြောင်းအရာ၃ခုကိုကျွန်တော်ကြောင်းသင်ခန်းရောက်လင် ဖြေချမ်းပေးပါမယ်။ဤသို့ဖြင့်မင်းကြီးနှင့်ရသေးတို့ကြောင်းသင်ခန်းတို့လမ်းလျှောက်လာကြစဉ်လမ်းတွင်အလုံးရှိပါလူတယောက်လဲနေပါလား။ အသက်ရှိသေးတဲ့ရသည်ကြီးသူကိုကျောင်းသင်ခန်းကိုတဲပြီးစေဝါကုသပေးရအောင်ကောင်းပါပြီမင်းကြီးအဲဒီနောက်မင်းကြီးဟာ ရသည်ကြီးတွင်ရှိသော စေဝါများဖြင့်လူနာကိုကုသပေးရင်မင်းကြီးဟာ လူနာအနီးအိပ်ပျော်သွားလေသည်နနဲ့အိမ်ရမှနိုးထသောမင်းကြီးကို ကြည်လင်သောမျက်လုံးဖြင့်ကြည်နေသော လူနာကို တွေ့ရလေသည်ခွန့်လွတ်ပါအရှင်မင်းကြီးကျွန်တော်အသင်ကိုလုံးဝမသိပါဘူး ဘယ်အတွက်ခွင့်လို့ရတောင်းပန်နေရပါသလဲအရှင်မင်းကြီးကကျွန်တော်ကိုမသိပေမဲ့ကျွန်တော်ကအရှင်မင်းကြီးကိုသိပါတယ်ကျွန်တော်ဟာအရှင်မင်းကြီးရဲ့ရန်သူဖြစ်ပါတယ်အရှင်ဟာကျွန်တော်ရဲ့နောင်တော်ကိုဖမ်းဆီးပြီးကျွန်ုပ်တို့ရဲ့ဘဝဝိုင်းပစ္စည်းများကိုသိမ်းယူခဲ့ပါတယ်ဒါကြောင့်အရှင်ကိုလုံးကြံရန်အတွက်တိတ်တဆိတ်လိုက်လာခဲ့ခြင်းဖြစ်ပါတယ်ရမန်နေ့ကကျောင်းသင်ကမ်းမှာအရှင်ပြန်လာရင်လုံးကြံဖို့အတွက် ခြုံခိုစောင့်နေခဲ့တာပါ။နေဝင်တိတိုင်းအရှင်ပြန်မလာသဖြင့်အရှင်ရဲ့နောက်သို့လိုက်လာ အရှင်ရဲ့ကိုရံတော်များနဲ့တွေ့ပြီးတိုက်ခိုက်ရမှာဒဏ်ရာရရှိပြီးကျောင်းသင်ကန်းတို့ပြေးလာမိတာပါ။ကျွန်ုပ်ရဲ့ဓာတ်ဒဏ်ရာကိုအရှင်မင်းကြီးကုသပေးခြင်းမပြုပါကမုတ်ချတည်ဆုံးရပါမယ်။အခုအသက်ရှင်လျက်ရှိဒီမှာမင်းကြီးရဲ့ဂျေဇုပင်ဖြစ်ပါရဲ့။ကျွန်ုပ်ကအရှင်ကိုလောက်ကြံပြီးပြုခဲ့တယ်။ဒါပေမဲ့ အရှင်ကကျွန်ုပ်ရဲ့အသက်ကိုကယ်ခဲ့တယ်။ကျွန်ုပ်အရှင်ကိုလုံးဝရံမပြုတော့ပါဘူး။ကျွန်ုပ်ပြုလုပ်ခဲ့တဲ့အမှုကို ခွင့်လွှတ်ပါ။အရှင်ပြုလို့သမျှပြုပါ။အရှင်ခွင့်ပြုမီဆိုပါကကျွန်ုပ်ကျမ်းမာလာတဲ့အခါအရှင်ထံတားဆင်မြေဆက်အမှုထမ်းရွက်သွားပါမယ်။ဒေါ်သူရဲ့စကားကိုမင်းကြီးကြားရတော့အံ့ဩကအဆွေတင်းဟောခွင့်လွှတ်ပါလေ။အလားပြောက်ခင်းအောင်လေမတူပါလာတဲ့ ငါဤဓမ္မတော်များနဲ့ကုသပေးပါမယ်။အနာပြောက်ကင်းပါကငါထံအမှုထမ်းပါလော။ငါသိမ့်ယူထားခဲ့တဲ့သင်တို့ရဲ့ပစ္စည်းများကိုပြန်လည်ပေးရပါမယ်။ဘယင်ကြီးဟာလူနာတွင်၍အချွေအံများစကန်းချရာနေရာသို့ထွက်ခွာမိအပြု။ယသည်မြတ်တောင်းမှန်ပါ၏။တပည့်တော်တိလိုတဲ့ပြဒနာ၃ရက်အဖြေကိုဖြေချနိုင်ကဖြေချပေးတော်မူပါ။တကားတိလိုတဲ့ ပြဒနာ၃ရက်အဖြစ်ကိုတင်းကိုယ်တိုင်းဖြေချပြီးဖြစ်တယ်။ကျွန်တော်ဖြေချရင်မလိုတော့ပါ။ယသိမြအရှင်ဆိုလိုသည်ကိုကျွန်တော်နားမလည်နိုင်ပါ။ကောင်းပြီ။မနေ့ကကျွန်တော်ဥယျာဉ်ထဲတရားထိုင်နေစဉ်အသင်မဆောင်ပဲပြန်သွားခဲ့ရင်ရန်သူရဲ့လောက်ကြံခြင်းကိုမလွဲမသွေခံရပါမယ်။ဒါကြောင့်တင်းအတွက်အရေးကြီးဆုံးအချိန်သည်ကျွန်တော်ကိုစောင့်ဆိုင်းနေတဲ့အချိန်ဖြစ်တယ်။ထို့အတူ ထိုးချိန်ကအရေးကြီးဆုံးပုံကွာကျွန်ုပ်ပင်ဖြစ်ပါတယ်။ထိုးစဉ်ကကျွန်ုပ်ရဲ့အနေတွင်တရားလာနိုင်နေခြင်းဟာသင်အတွက်အကောင်းဆုံးအလုပ်ဖြစ်တယ်။ဒဏ်ရာရထားတဲ့ရန်သူကို အသက်ဘေးကင်းဝေးအောင်ပြုစုပေးခြင်းဟာသင်အတွက်အရေးကြီးဆုံးအချိန်ဖြစ်တယ်။ထို့အတူပင်သင်အတွက်အရေးကြီးဆုံးပုံကမှထိုးချိန်က ထိုးသူပင်ဖြစ်တယ်။ဒါကြောင့်နံပါတ်1လောကမှာအရေးကြီးဆုံးအချိန်ဟာသင်ရဲ့လက်ရှိအချိန်ဖြစ်တယ်။ နံပါတ်2လောကမှာအရေးကြီးဆုံးပုဂ္ဂိုလ်ဟာလက်ရှိအချိန်တွင်သင်နဲ့ဆက်ဆံနေသူဖြစ်တယ်။နံပါတ်3လောကမှာအရေးကြီးဆုံးဆောင်ရွက်ရန်ကိစ္စမှာလက်ရှိအချိန်၌ကြုံတွေ့နေရသောထိုသူရဲ့ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်မှုဖြစ်တယ်။ဘယင်းကြီးမှာနှစ်သက်အားရသွားပြီ။အရှင်ရသိမ့်မြတ်ရေဖြစ်ဆိုချက်ဟာတပည့်တော်တွေညံလင်းရပါပြီဗျာ။ကျွန်တော်ယနေ့တင်ဆက်ပေးသွားတဲ့ တုံးသွယ်မေကွန်းဆိုတဲ့ရုပ်ပြကာတွန်းပုံပြင်လေးကတော့ဒီမာရင်မဲအဆုံးသတ်ပါပြီခင်ဗျာအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဆက်လက်ပြီးတင်ဆက်နိုင်ဖို့အတွက် channel လေးကို like ရန် subscribe လေးနဲ့ဘေးကနိုတီဘဲလေးနှိပ်ပေးခဲ့ကြဖို့မြတ်တာရက်ခံကြံပါတယ်ခင်ဗျာ